သွားတာကနေပြီးတော့အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာတယ်ပြင်းထန်လာတယ်ဆိုတာမျိုးကျမတို့ပြန်ပြီးတော့ကြားသိရပါဘောเนาะဒါပြင်မဲ့တစ်ဖက်မှာတော့ဒါပြီးခဲ့တဲ့နှစ်ကပေါ့เนาะဒီအချိန်ဟုံကောင်းကောင်းနဲ့ဒီเนาะဒီစက်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဒါတိမ့်ပတ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာပေါ့เนาะအခုနောက်ပိုင်းကျတော့ဒီအာစာကဝင်ရှုပ်လို့တဲ့ AA ရဲ့စက်ကစကိုထိုးစက်ကအချိန်နည်းနည်းယော့သွားတယ်ဆိုတာမျိုးတွေလဲသုံးသပ်နေကြတာမျိုးတွေကြားသိရတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရောဘယ်လိုမြင်မြင်ထားသိထားတာရှိပါသလဲရှင့် ဟိုကျွန်တော်အဲ့ဒီဟာလေးကိုဟိုမပြောခင်ဒီပါကျွန်တော်ကြမ်းသွားတဲ့တစ်ချက်ကလေးကိုပြောခြင်းပါဟုတ်ကဲ့အဲ့ဒါကဘာလဲဆိုတော့ဒီဒီဘယ်လိုမြင်လဲဒီဥပဒေပေါ်မှာဆိုလို့ရှိရင် तू ကပုံမှန်နှစ်စာလေးဒီပုံမှန်ပုံငါမှာငါမှာ तू ကဘယ်လိုပါလဲဆိုတော့အပီပီဆိုင်ရာပူပေါင်းဆောင်ရွက်နိုင်တယ်ဖွဲ့စည်းတယ် အပီပီဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်အဲ့ခုနကောင်မှတနက်ကင်ထားတဲ့ကုမ္ပဏီတွေရာဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်မင်းတို့ဝိုင်းတိုက်ကြကွာအမင်းတို့လည်းဆက်မင်းတို့လက်လန်းမီသလောက်ပြပကုမ္ပဏီဆိုတာတွေနဲ့လဲဆက်ဆံတော့လက်လက်တွေလဲဝဲတော့ပတ်စံမင်းတို့ရှိမယ်ဆိုရင်လည်းဒီလက်တွေပါတွေကင်တိုးလောက်အတိတ်ကဝိုင်းတိုက်ကြမယ်ကွာလို့အဲ့ဒီလိုအဖော်ညှိတာဟုတ်လေအဲ့ဒီပုံမှပုံ ကငယ်ရကငအရကျွန်တော်တို့သွားတွေ့ရပါလေအဲ့ဒီဟာလေအတော်အရေးကြီးတဲ့ပြဋ္ဌာန်းချက်ပဲလို့ဆိုတာအပြည့်အစုံဆိုင်ရာအဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့ဆိုတဲ့စကလုံးပါလာတာအဲ့ဒါလေအတော်အရေးကြီးတယ်လို့ကျွန်တော်ဖြည့်ဆွတ်ပြီးပြောပါတယ်နောက်တစ်ခုကတော့ခုနမေကွန်ဖြစ်တဲ့ဆံမမေးတဲ့မေကွန်ဖြစ်တဲ့ဒီဒီလက်ရှိစစ်စီအနေထားအရဟလာမဟာလာစစ်ပွဲတိုင်းရှုံးနေတဲ့အခါကျတိုက်ပွဲတိုင်းရှုံးနေတဲ့အခါကျတော့ သူက balance of power ကိုအလိုပြန်လုပ်လဲဆိုတဲ့အားကြတော့သူအာစာကိုမြောက်ပြီးအာစာကိုမြောက်ပြီးတယ်နောက်တစ်ခါမွတ်စလင်တွေကိုမောင်းတော့ဘူးစီတော့မောင်းတော့ကမွတ်စလင်တွေကိုပြည်သူစစ်တွေဖွဲ့ပြီးတော့သူတို့နဲ့ပူးပေါင်းပြီးတိုက်ခိုက်နာဖို့လေကျွန်တော်တို့မောင်းတော့တိုက်ပွဲကြီးမှာမောင်းတော့အဆုံးပြတ်တိုက်ပွဲကြီးမှာလည်းပေါ်တယ်နောက်အန်တိုက်ပွဲကြီးဒီမှာလည်းပဲအန်တိုက်ပွဲမှာလည်းပဲကျွန်တော်တို့ဒီရိုင်ဂျာတွေကို ကျွန်တော်တို့လက်ရဖမ်းမိဖမ်းမိတဲ့အခါမှာအဲ့ဒီမှာသူတို့စီယုံထားတဲ့ဟလာဒီပြည်သူစစ်တွေပေါ့ရိုညာပြည်သူစစ်တွေပါလာတယ်ဆိုတာကိုအဲ့မှာလက်ပုတ်ချက်လက်ရတွေ့ရတယ်နော်ဒါမှမဟုတ်အန်တိုက်ပွဲကိုအေရလုံးဝနိုင်တယ်ဘယ်တော့ပဲပါပါပေါ့မောနိုင်တယ်ဘူးစိတော်မောင်တော်မောင်တော်တိုက်ပွဲကြီးကိုလည်းပဲလာကြာသွားပြီပဲလို့အဆုံးပြတ်တိုက်ပွဲမှာနိုင်တယ်ဒါကြောင့်မို့လို့အခုဟလား ဒီစစ်ကောင်စီကနေပြီးတော့အာစာနဲ့ပေါင်းပြီးတော့ဟလာပေါင်းပြီးတော့အနောက်ရှက်တွေပြီးတယ်ဆိုတာကြောင့်တော့ကျွန်တော်ကအေးရဲ့တိုက်ပွဲတော်လှန်ရေးကနှောက်နေသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်မတွေ့ရလုံးဝမတွေ့ရသို့တော့သူတို့ကြိုးပမ်းတာကတော့အမှန်ပဲကြိုးပမ်းတာကတော့အမှန်ပဲသို့တော့သူတို့ကြီးမင်းကြီးမပေါက်ဘူးဘာဖြစ်လို့မပေါက်တယ်လို့မင်းသက်တည်ပြပါဆိုရင်စစ်တွေတိုက်ပွဲကြောက်ဖြူတိုက်ပွဲ เนาะอั้นไตปวยอะกุบะโกยูมาไตปวยเอยาวดีไตปวยเนาะแล้วตะกะบะโกมะกวยไตปวยดิมาเอตัดดิอะหนปยายกฉิบิโยไตปวยบินายอะทัดทัดนายนี่ดาวจีจินอาภิตรุอาสาเนป้องปิโยฮันตาอองลุเตอุสาหาอ่าตรุအဲ့ဒါကြောင့်မလို့မာရုဘက်ကတော့တော်တော်လေးအေးသားလာတယ်။ဟိုကောင်တွေတော့နည်းနည်းတန့်သွားပြီလို့ထင်တယ်သူတို့အထင်မဲ့ဖြစ်တယ်။လက်တူမှာတော့အဲ့လိုမဟုတ်ပါဘူး။ ဟုတ်ကဲ့ဆရာဒါတော့အခုဒါပြီးခဲ့တဲ့ဖြစ်ရတဲ့အနေနဲ့ပေါ့နော်အခုလက်တွေ့အနေထားကိုဆရာပြောတာပေါ့နော်ဒါမဲ့ကျမတို့ကြည့်လိုက်တယ်ပေါ့နော်အေးအနေနဲ့ကစက်ကောင်စီနဲ့လည်းတိုက်ရတယ်နော်အာစာနဲ့လည်းတိုက်ရတယ်တခါအခုလုံခြုံရေးကုမ္ပဏီတွေပါပါဝင်လာတယ်ပေါ့နော်လိုင်စင်ရပေါ့နော်လက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်လာတယ်ဆိုတဲ့အနေထားမှာနောက်ပိုင်းမှာပေါ့ဆရာတစုံတရာဓာတ်တွေကိုကင်တွယ်ဖို့အခက်အခဲများရှိမလားဆိုတာမျိုးပေါ့နော် ဆရာဘယ်လိုမြင်တယ်လဲရှင်အခက်ခဲရှိအောင်လုပ်နေတာတော့အမှန်ပဲအမှန်ပဲအဲ့ဒါတော့မျိုးမျိုးစုံနဲ့အခက်ခဲတွေရှိနေအောင်လုပ်တယ်ကိုယ်ခွဲတယ်နောက်ဆုံးမှဘလောက်ထိဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးကြားရတဲ့သတင်းကြဟလာဒီဘုရုထုံးမနဲ့လဲစပြောလာပြီတော့ဒေါအောင်ဆန်းစုကြည်နဲ့သမလာကြီးဥထင်းကျော်တို့ကိုဝရမ်းထောက်ထားနဲ့ပတ်သက်တဲ့ဟာမျိုးဘုကျုပ်ထုံးမြတ်နိုင်အောင်ဖြစ်အောင်ဒီသူတို့လုပ်ဖို့အစီအစဉ်ရှိတယ် လုပ်ဖို့အစီအစဉ်ရှိတယ်အဲ့ဒါတွေကြိုတင်ကြံစည်နေတဲ့လုပ်နေတာတွေလည်းပဲတွေ့နေရတယ်နော်အဲ့ဒီလိုလုပ်မဲ့လူတွေကလည်းပဲဟိုဟိုအတခြားလူတွေမဟုတ်ဘူးအခုသမရာကြီးနဲ့ဘောဆန်းစုကြည်ကိုဟလာအဲ့လိုဝရမ်းထွက်အောင်ထုတ်တဲ့အပိုင်းအဝိုင်းကလူတွေကအဓိကပဲသူတို့သူတို့ကအဓိကပဲအဲ့တော့သူတို့ကဘာဖြစ်လာမလဲဆိုတော့ဒီဘုကျုံထုံးမြိုင်နိုင်တဲ့ရက်ရက်ခိုင်အဖွဲကိုလည်းပဲ ဒေါ်ဆန်းစုကြည်တော့သူတို့လိုချင်တဲ့သူတို့ဖိတိုက်တယ်သူတို့လိုချင်ဆန္ဒပြည်တယ်ပေါ့ဗျာဝရမ်းထွက်တာဟိုအပြစ်ပေးတာမပေးတာမပေးလို့မရပါဘူးเนาะဝရမ်းထွက်လာတယ်အဲ့တော့သူတို့တာကွက်ကဘယ်ကိုလှည့်လာပြန်လဲဘိုးချုပ်ထုံးမြန်းနိုင်လှည့်လာဘာလို့လှည့်လာလဲဆိုတဲ့အခါကျတော့ဒါမှသူတို့ရုံကြံပြဿနာတွေလုပ်တဲ့တည်းမှာအပေါ်စည်းနဲ့စကားပြောလို့ရမယ်ရခိုင်ကိုဖိအားပေးလို့ရအဲ့လိုရခိုင်ကိုဖိအားပေးလို့ရမှသူတို့တွေရဲ့မဟာဗျူဟာကိစ္စတွေမှာဒီရုံကြံကိစ္စမှာအောင်မြင်နိုင်မယ်လို့ သူတို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီလိုလုပ်အဲအဲ့အရာတွေကလက္ခဏာတွေတွေ့နေရသို့တော်လည်းပဲသို့တော်လည်းပဲဒီဒီဘုဂျုံထုံးမြတ်နိုင်ဆိုတော့အဖွဲဆိုတာကလည်းလူငယ်တွေသူတို့ဒေါ်အောင်စန်းစုကြည်ရဲ့အဖြစ်ပြက်ကိုကြည်ပြီးတော့သင်ဟန်းစာတွေထုတ်နေပြီထုတ်နေပြီဘုဂျုံထုံးမြတ်နိုင်ကိုယ်တိုင်ပြောပြီဒေါ်စုဟာထောင်ချောက်ထဲမှာရောက်သွားတယ်ထောင်ချောက်ရှင်ခံရတယ် ဆိုတာကိုတရားဝင်ကိုပြောပြီဗျာဟိုတော့အဲ့လောက်ကြည့်မဟုတ်ဘူးမဟုတ်ဘူးကိုကိုတိုင်းတွေ့လာပြီကိုတိုင်းပြည်လာတဲ့အခါမှာဟာသိကြပြီဒါကျွန်တော်မတော်စုဘူးဒါဒီလိုငါတို့ကတော့အဖြစ်မခံဘူးလို့တနည်းအားဖြင့်ပြောရထားပဲဗျာအဲ့ဒါပဲငါတို့ကတော့အဖြစ်မခံဘူးငါတို့တော့လုပ်မစိုးစားနဲ့ဒါပဲဒါမလို့သူမာဘယ်လိုထုံးမြနိုင်နေမှာတပန်းတာလဲဆိုရခိုင်ပြည်သူလူတရားလုံးကထောက်ခံတာ လူပြခိုင်းပြည်သူလူလူတရားလုံးကထောက်ခံထားတယ်ကျွန်တော်မြမပြည်သူတရားလုံးကလည်းထောက်ခံတယ်အဲ့ဒီအင်အားဒီနဲ့ဗိုလ်ချုပ်ထွန်းမြားနိုင်ငံကျော်ရွားနေမှာဒေါ်စန်းစုကြည်တို့ကတော့စစ်တပ်ကလည်းပဲဟလာရန်သူလူသဘောထားလဲကြံစစ်သားငါ့ကိုကဲပါလို့ဆိုရလို့ပဲကဲတယ်လို့မထင်ဘူးနောက်တစ်ခါဗမာပြည်မှာလည်းပဲအဲ့လိုဗောမာရီနဲ့ဒီဘက်ကဒီမှုစင်အင်အားစုတွေနဲ့ကွဲနေတယ်ဗမာပြည်မှာကြီးကိုတိုက်ကကိုကွဲနေတယ် တိုင်းရင်းသားတွေနဲ့ဗမာနဲ့ထပ်ကွဲတယ်ဟလာအဲအဲ့လိုစစ်တပ်ကအမျိုးစုံနှောက်တဲ့အောက်မှာဒေါ်စန်းစုကြည်ကဒီရညာပြတနာကိုကန်ရတဲ့အခါမှာအဲသူ့နေသူ့ဟာနောက်ဆုံးမှဒီဝရန်ထုတ်ခံရတဲ့အဆင့်အထိရောက်ခံရတယ်ပေါ့လေအဲဘော်ရုတ်ထုံးမြဲနေလို့ကြတော့စီးရီးရာကိုနိုင်ငံရေးရာကိုဒီလိုအဖြစ်မခံတော့ဘူးလို့တရိတ်တန်ချားထားတော့ဘို့လို့ဒီရတော့မလို့အဲသူတို့အဲခုနကပြောလို့အကြက်ကိုင်းတယ်လို့ပေါ့ဗျာ ခုနကပြောလို့အခက်အခဲတွေရှိနိုင်မလားဆိုတော့အဲ့ဒီအချက်ခဲတွေကိုကောင်းစွာကြော်လွားနိုင်မှာသေချာတယ်လို့ကျွန်တော်ဒီလိုလည်းပြောချင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဟိုတခုရှိတယ်ဆရာပြောတော့ကျွန်မသတိရသွားတယ်အရင်တော့ကဘိုးချုပ်ခင်ညောကအနောက်တကားဆိုပြီးတော့စအုပ်ထုတ်ခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဘာရေးညာရေးဆိုပြီးတော့လုံနေတဲ့အုပ်စုတွေထဲမှာဘိုးချုပ်ခင်ညောရဲ့လက်တံတွေလည်းသွားပြီးတော့မြင်ရတယ်ပေါ့လေဆရာဆိုတဲ့အခါကျတော့ဒါကဒါကြီးက conspiracy အကြီးကြီးလို့ပြောလို့ရမလားဆရာဘယ်လိုမြင်သလဲရှင် အဲ့ဒီကတော့အဲ့အဆက်တွေကတော့အဲ့ဒီအဆက်တွေကတော့ဆက်ရှိနေမှာဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကထောင်ကိုကတော့ဒီတီတာထွေးကိစ္စလာ2012နှစ်အဒေါ်စန်းစုကြီးရပြရွက်ကောပွဲကိုအနိုင်ရပြီးတဲ့အဲ့မှာတီတာထွေးကိစ္စကိုစဖောက်ခွဲတာဒါကတောင်ကိုမှလည်းအသက်ခံရတယ်မိရီလာမှာဆိုအကြီးကြီးအသက်ခံရတယ်မိရီလည်းရှုခံရတယ်တပြေလုံးမှဖြစ်အောင်လုပ်တာအဲ့ဒီတော့အဲ့ဒီအဆက်တွေက နောက်တစ်ခါဘယ်အထိရောက်လာလဲဆိုတဲ့အခါကျတော့အဲကျွန်တော်တို့ဟိုဒီဒွန်ဆန်းစုကြီးအာနာရလာတဲ့အခါမှာဒီရိုညာစုဟိုဒီဟိုဒီညာဟလာဘင်္ဂလီတွေကဟလာအဲ့ဒီကတကားနဲ့ပြောရင်ဘင်္ဂလီတွေကရဲစခန်းတွေကိုဝင်းစီးပါတယ်ဆိုတာလောက်ပြီးတော့ကျွန်တော်တို့အဲ့ထုံချောက်စင်တာပဲအစင်းတော့အဲ့ဒီဟာတွေကဒီစစ်ထောက်လန်ကြီးရဲ့နော်စစ်ထောက်လန်ကြီးရဲ့အဆက်တွေပဲ တည်တည်ချာချာနော်တစ်ထောင်လမ်းကြီးရဲ့နော်ဥအောင်တောင်းရဲ့နော်အဲအဲ့အထူးသဖြင့်အဲ့တော့ဥအောင်တောင်းပေါ့ဗျာဥအောင်တောင်းကအသေးလေးမုန်းနေတဲ့အချိန်ပေါ့နော်ဒီဒီမိုစင်အားစုကြီးကိုအဲအဲ့ဒီအချိန်မှာလုတ်တဲ့အဆက်တွေဟာအခုအထိစက်တော့ပွားနေတာနောက်ဆုံးမှာအခုဟာ ICT ရောက်တယ် ICC ရောက်တယ်အထိဖြစ်ကုန်တာပဲအဲ့ဒါပဲဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒါတွေကတော့ဒါမြန်မာနိုင်ငံရေးမှာဖြစ်ဖြစ်ခဲ့တဲ့အနေအထားတွေနဲ့ဒါ ICG ကိစ္စတွေရကူပေါ်နေတဲ့လူမျိုးရေး အပရိပခတွေပေါ့နောက်ထပ်လည်းဖြစ်လာနိုင်တဲ့ပေါ့နော်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုဆီကဒါပြောပြသွားတာပေါ့ကျမတို့နည်းနည်းပြန်ကောက်လိုက်မယ်စောစောကပြောတဲ့ဒီစည်ရေးကိစ္စကိုပဲနည်းနည်းပြန်ကောက်မယ်ဆိုလို့ချင်းရင်ဟောဒါကျမတို့ဒါပြည်နိုင်ငံရေးကိစ္စတွေလည်းပါလာတယ်ပေါ့နော်အိန္ဒိယနိုင်ငံကြီးတွေရဲ့ကြောထောင်နောက်ခံကိုဝင်ပြီးတော့ယူလာတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်နောက်ပြီးလို့ချင်းရင် ဟိုနိုင်ငံတကာနဲ့လှည့်ပြီးတော့ရန်တိုက်ပေးနေတဲ့အပိုင်းလေးတွေလည်းရှိတယ်ပေါ့လေအခုဒါနောက်တစ်ခုကတော့ဒါမကြသေးခင်ကပဲအဲကျမတို့ဒါသတင်းရတယ်ပေါ့နော်တဝဲအထူးစီးပွားရေးစုံကိုရုရှားကိုပေးတော့မယ်ဆိုတဲ့သဘောရှိတယ်ပေါ့သူစာချုပ်တွေပါလေးရှုပ်တယ်ဆိုတာမျိုးကျမတို့ကြားသိရတယ်ပေါ့နော်အဲ့တော့စကောင်းဆောင်မင်းအောင်လှိုင်ကအဲ့ဒီအချိန်မှာပဲသူကပြောတယ်ဒီတရားသောစစ်ကိုသူတို့စစ်ပြီးတော့ဆင်နွှဲမယ်ဆိုပြီးတော့ပြောတာကြီးလည်းရှိတယ်ပေါ့လေဆိုတော့ဆိုတော့ဘလို့မြင်တယ်လဲတရုတ်ရုရှားနဲ့စကောင်းဆောင်ရဲ့ကြားရတဲ့အနေထားပေါ့မှာလေဆီကဘလို့သုံးသပ်မိတယ်လဲရှင့် သူကသူကဘာလဲဆိုတော့သူစစ်မနိုင်တော့ဘူးစစ်မနိုင်တော့ဘူးဆိုတဲ့အခါမှာသူအသေးရလဲမခံနိုင်ဘူးဖြစ်နေလားထွက်လဲမပြေဘူးအာနာလဲထွက်မပြေနိုင်အခုဆိုအာဂျင်တီးနာဝရန်ထွက်တဲ့အခါကျတော့ပိုဆိုးတာပေါ့အဲ့တော့အဲ့ဒီမှာသူကတော့ရှစ်သမျှကိုထိုးပေးပြီးတော့မျက်နှာချိုးတွေးလာပေါ့ရှစ်သမျှကိုထိုးပေးပြီးတော့မျက်နှာချိုးတွေးလာတယ်ဝယ်စီပွားရေးဆုံးတကယ်ကြတော့เนาะ အဲသူကမြစ်စုံလည်းထိုးပေးတာလေမြစ်စုံလည်းထိုးပေးတာပဲကျွန်တော်ဒရိုင်းတပြေလုံးကန့်ကွက်နေလို့ဥသိမ်းစင်ကရက်သွားပြီမယ်လို့အခုသူလည်းတက်လာအခုမြစ်စုံထိုးပေးတယ်ဗျာလှုပ်ပါပြန်လှုပ်ပါမြစ်စုံဟာညစ်တာပေါ့ဗျာဒါမှတရက်ကတိုင်းပြည်အခြေအနေမငြိမ်းတာရဲ့ပြည်သူလူတရားလုံးဆန့်ကျင်တာရဲ့နောက် KNY ကလည်းအဲ့ဒီမြစ်စုံကြီးကိုတော့သိခါမှာမဟုတ်ဘူးအနောက်ရှက်ပေးမှာသိကြတယ်ဆိုပြီးတရက်ကမယူလို့တရက်ကလား မစလို့သာတော်တော်ထိုးအပ်တာသေမင်းတို့သေကြဗမာပြည်သူဆိုတဲ့ကောင်းသေကြမင်းတို့တောင်ကြီးတောက်ကြပြောတဲ့ကောင်းကြီးဘာမြစ်ဆုံးမာညာဒါတော်ထိုးအပ်တာရန်တိုက်ပြီလားဗောနော်အဲ့လိုတေယုတ်ဘက်ကိုအာရုံရောက်တော့တေယုတ်လည်းရန်ဖြစ်ကြမင်းတို့အဲ့တော်မျိုးအခုလည်းပဲအဲကိုလည်းဘာလဲဆိုတော့ဟိုဒီဒဝဲကိုပေးလိုက်လို့ဒဝဲစိတ်ကန်းစီမံကိန်းကိုပေးလိုက်လို့ကျွန်တော်ကတော့လိုက်ချွတ်ချွတ်ထူထူဖြစ်လာမယ်လို့ကျွန်တော်မထင်ပါဘူး ဘာသူစီးပွားရေးအရာလည်းပဲဘာမှမလောက်ဆံဖြစ်ဘူးအီတလီကုမ္ပဏီဂျပန်ကုမ္ပဏီတွေစိတ်ဝင်စားတော့ဒါသူတို့လိလာပြီးအကုန်လုံးမလုပ်ဘူးနောက်တစ်ခါစီးရေးအရာလည်းပဲဘာမှအစီအချစ်ချာကြတဲ့နေရာမဟုတ်ဘူး။ तू အတင်းထိုးပေးတယ်လို့သာဟိုအလကားမတင်ရလို့သာဟိုကယာယီယူထားတာပေါ့လေ။အဲ့ဒါလည်းအကောင့်တွေပေါ်ဖို့ဆိုတာလေ။ तू လည်းသူ့ပြဿနာလည်းသူချွတ်ချက်တဲ့ခံတာ။တိုးတော့အလကားအချောင်ရထားရင်တော့လိုရမရကွာဆိုပြီးတော့ယူသားယူထားရတာ။အဲ အဲအဲ့အဲ့လိုသဘောရှိပါတယ်ပြီးတော့မင်းအောင်လည်းကလည်းကဲငါလုံနိုင်တယ်ငါမှအာနာရှိတယ်ငါလုံတယ်ကွာတဝဲစိတ်ကန်းလုံတယ်အားလည်းငါပေးတယ်ပြီးတော့ပြောကျင်လေဒီလိုလဲကြွားရကျင်လာပေါ့ကျွန်တော်တော့အဲ့အချက်လောက်ပဲမြင်ပါတယ်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးညမမေးချင်တဲ့မေးခွန်းပါဆရာအဲ့ဒါကတော့ဒီလိုနေထားအောင်ပါပဲဒါစကောင်းဆောင်ကသူကသူတရားတော်စစ်ကိုဆင်နွှဲတဲ့သူဆိုတဲ့ပုံစံမျိုးပုံဖော်လာတယ်ပေါ့နော်တရားတော်စစ်ကိုစစ်ပြီးဆင်နွှဲမယ်ဆိုတဲ့စကားမျိုးတွေပြောနေတယ်ပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအကျိုးဆက်နဲ့ ူဘာကြောင့်ဒီလိုပြောတာလဲဆိုတဲ့ဟာလေးကိုညီကုန်းချုပ်အနေနဲ့ဆွေးနွေးပေးစီခြင်းပါတယ်ဆရာဟာအဲ့ဒါတော့ဗျာပြည်သူတရားလုံးကတော့ဒါအယူပြောအယူယုံပေါ့ပြည်သူတရားလုံးကတော့လက်မခံပါဘူးယုံလည်းမယုံပါဘူးဟာတိုက်ဟာတောင်တိုက်နေတယ်သို့သောဘိုးနေဝင်းက49ခုနှစ်မှာစီဝင်းချုပ်စဖြစ်တာစဖြစ်တာအဲ့ဒီတဲကသူကနိုင်ငံရေးသမားဆန့်ကျင်ရေးနဲ့เนาะဆန့်ကျင်ရေးနဲ့စစ်အာစစ်ဝါစစ်တပ်ကြီးစိုးရေးဝါဒကိုစိုက်ကူလာ သူစူးစူးဘောရတယ်ဘိုးကြောင့်ဆောင်လည်းမုန်းတယ်ဟောဆိုလို့ချင်းသူ့ကိုလွှမ်းမိုးနိုင်လို့သူကဘိုးလုံးချင်တာကိုတယောက်တည်းအဲ့တော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဘိုးလင်ဝင်းကနိုင်ငံရေးသမားတွေလက်ထက်မှာတော့သူကညည်းပြီးတော့မခုတ်တတ်တဲ့ကြောင်လေးလိုမြင်းပွဲလောင်းလိုက်မိမလိုက်လိုက်တဲ့အဲ့လိုလှုပ်နေတဲ့အချိန်မှာနိုင်ငံသမားတွေကလည်းဩဒီကောင်ကြီးကအဲ့လိုအဲ့ဒီကောင်ကြီးပါအဲ့လိုကောင်ကြီးပါအဲဆိုပြီးတော့ short တွေ့တာပေါ့ဗျဒါမှမဟုတ်60 58မှာစာအာနာသိပြီ ။အားသက်ရှိမှအာနာသိမ်းပြီး60နှစ်ကြာလုံးဝသိမ့်လိုက်ပြီ။အဲ့ဒီမှာစစ်ဝါဒကြီးစိုးရင်းနဲ့စစ်တပ်ထားစဉ်အာနာရာရေးစစ်အာနာရှင်တွေထူထောင်ရေးစစ်အာနာရှင်စီးပွားရေးစစ်တပ်စီးပွားရေးထူထောင်ရေးတွေကိုအဲ့မှာလုပ်တော့တာ။အဲ့တော့ပြောချင်တာကအဲ့တော့ဗိုလ်ချုပ်နေဝင်49ခုတက်ကနေပြီးတော့စစ်ဥဒေယုဖြစ်တာနေဆိုရင်တော့80နဲ့3နေနောက်60နှစ်ကနေပြန်စမယ်ဆိုတော့နှစ်ပေါင်း63နှစ်အဲ့လောက် စစ်တပ်ကစစ်တပ်ကြီးစိုးရေးဝါဒတောက်လျှောက်နော်60နှစ်ကတောက်လျှောက်လာလိုက်တာ2008ခုထိပေါ့အဲ့ဒီခါမှာပြောနေတာဘောမာတွေကခဏနဲတာတွေလားမိုးထုတ်တာနဲတာတွေလားစစ်တပ်လိုလားတဲ့ဒီစစ်တပ်အပိုင်းဝိုင်းတွေကနှစ်90လောက်လေးတိဆောက်လာတာတိဆောက်လာတာသူ့ဘောမာတွေကလည်းဘာဘာတာတွေတော့မျိုးချစ်တွေသူပြောပြီးတော့အဲ့ဒါမျိုးတွေပေါ့ဗျာတော့ဒေါ်စုလက်ထက်မှာနည်းနည်းလေးတန့်သွားတော့လဲပဲ အခုအဒီတိုင်းပြန်ဖြစ်တယ်။သို့တော်လည်းသူတို့ကန်ဆိုးတာအီယိုတွေကတအားတက်တက်လာပြီးတော့အီယိုအိုတွေကတစက်ပွဲတွေဇက်တိုင်နိုင်လိုက်တဲ့အခါမှာဗာပြီးမကြီးကတော့မနိုင်နော်။ तू ကအဲ့အီယိုတွေကအဲ့လောက်ကြီးနိုင်မယ်မထင်ဘူးကြာ။ကျွန်တော်လည်းမထင်ဘူး။ဒါမှမဲလို့မမျော်လင်းမဲ့30 20အပေါ်မှာအဲ့ကြားပြန်နေနေရင်းနေတရုတ်ကနေပြောတယ်။မင်းအွန်လိုင်းကပြောမရဆိုမရဖြစ်လာတဲ့အခါမှာမီးစိမ်းပြလိုက်တာမှာဗျာ30 20ကိုတစ်ကြိမ်ပဲလုပ်ရတယ်ခင်ဗျာ။ မန်လေးတောင်ကြာမှုဖြစ်တယ်။ကြာသွားတယ်ကျေရောက်သွားတယ်။အဲ့အခါမှာပြောကျင်တာပါလဲဆိုတော့ तू ကနောက်ပိုင်းမှာဘာစစ်ပဲတိုက်တယ်မနိုင်တော့ဘူးဗျာ။မနိုင်တော့ဘူး။အဲ့ဒါပဲ။အဲ့ဒီခါမှာ तू နှစ်ပေါင်း80လောက် तू တို့ဟလာ तू တို့မိသားစုတွေစစ်မိသားစုတွေစစ်ဘောမာတွေစစ်ခရုံးတွေအဲ့ဒီလူတွေကလည်းတအားစိတ်ဓာတ်ကြာနေတာကိုစိတ်ဓာတ်မြင့်တင်ရေးအနေနဲ့ဒီစကားကိုပြောရတယ် တရားတော်စစ်တိုက်နေပါတယ်ဆိုတာငါတို့တိုက်နေတာတရားတော်စစ်ပါကွာဆိုသူ့အိုက်ဘောမာတွေနဲ့သူ့စစ်အာဏာရှင်စနစ်ကလူတွေကိုစီယုံဖို့တို့မဖြစ်မဖြစ်တော့ဘူးကြာရင်သူ့ကိုအာဏာသိမ်းတော့မယ်တတ်ဖို့ပဲရှိတော့အခုဘုံတို့ဥဒန်းစုဘေးကဥဒန်းစုရဲ့လုံခြုံရေးအဆောင်တွေလဲပြောင်းလိုက်ပြီးတော့ကြားတယ်ဦးနေဝင်းကလည်းသူတို့ပြောင်းပြတာပဲဥဒန်းစုကပြောင်းခဲ့ပြီးတော့နောက်ဆုံးဦးနေဝင်းနှမ်းချပြတာအဲ့တော့ပြောချင်တာအဲ့ဒီဟာပဲဒီစကားပြောရတာ သူ့ဘောသူ့လူတွေစစ်အာဏာရှင်စနစ်အောက်မှာလှုပ်လာတဲ့အကြနဲရာကြီးပုတ်ပြရအဲ့ရာကြီးကိုသူကနော်ပြန်စီယုံရင်းဆင်းရတာအဲအဲ့လိုမပြောမဖြစ်လို့ဒီလိုကျွန်တော်တို့ကတော့တွေးရှိရပါလေဗျာပြည်သူတရားလုံးကတော့တို့ပါပဲနော်ပြည်သူတရားလုံးကတို့ပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တာကတော့ဒါရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေတိုက်ပွဲတွေရဲ့အနေအထားနောက်ဒီပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေနဲ့ဒီ စက္ကစခေါင်းဆောင်ပေါ့နော်ဗိုလ်ချုပ်မီမင်းအောင်လှိုင်ရဲ့တရားတော်စစ်ကိုဆက်လက်ဆင်နွှဲမဲဆိုတဲ့ပြောစကားတွေပေါ်မှာကျမတို့ရှုံငုံပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်